အီရန်နဲ့အမေရိကန်တို့သဘောတူညီချက်ရဖို့အတွက်အချိန်နည်းလာပြီလို့ကုလနျူကလ িয়ার စောင့်ကြည့်ရေးအေဂျင်စီအကြီးအကဲ Rafael Grossi ကကြာတာပြင်းနေ့ကပြောလိုက်ပါတယ်။အခုရသရဘတ်ကုံမှာနောက်တစ်ချိန်တွေ့ဖို့အတွက်ပြင်ဆင်နေစမှာဒီလိုပြောကြားလိုက်တာလည်းဖြစ်ပါတယ်။အိုမန်ကဂျောင်းဝင်ညှိနှိုင်းပေးနေတဲ့ဆွေးနွေးညှိနှိုင်းမှုတွေရဲ့ဒုတိယအကြောအဖြစ်အီရန်နဲ့အမေရိကန်ကိုယ်စားလှယ်တွေစနေနေ့မှာရောမမှာတွေ့ဆုံကြမှာဖြစ်ပါတယ်။အထင်ကရနျူကလ িয়ার သဘောတူညီချက်ကနေအမေရိကန်သမ္မတဒေါ်နယ်ထရမ့်က 2018ခုနှစ်မှာဆုံးခါသွားပြီးတဲ့နောက်ပိုင်းကြာရှည်စွာရပ်ပတ်ဖြစ်နေခဲ့တဲ့နိုင်ငံတွေအကြားအစိမ်းအမြန်ဆုံးတွဲဆောင်ဆွေးနွေးပွဲကိုလွန်ခဲ့တဲ့တစ်ပတ်ကပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ကျွန်တော်တို့ကဒီအလွန်အရေးကြီးတဲ့ဆွေးနွေးညှိနှိုင်းမှုတွေရဲ့အလွန်အရေးကြီးတဲ့အဆင့်ကိုရောက်နေပါတယ်။ကျွန်တော်တို့မှာအချိန်သိမ့်မကြံတော့ဘူးဆိုတာကိုသိပါတယ်။ဒါကြောင့်ဒီဆွေးနွေးပွဲဖြစ်စဉ်ကိုကုညီဆောင်ရွက်ပေးဖို့ကျွန်တော်တို့ဒီမှာရောက်နေတာပါလို့ Grossy ကတီဟီရန်ကိုသွားတဲ့လမ်းမှာပြောပါရယ်ကျွန်တော်တို့အပြင်းထန်အလုပ်လုပ်နေပါတယ်အောင်မြင်ချင်ပါတယ်လို့ သူကအီရန်အနုမြူဆိုင်အေဂျင်စီအကြီးအကဲမိုဟာမက်အစ္စလာမီနဲ့ပူးတွဲပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုသွားပါတယ်။သဘောတူညီချက်ရဖို့အရေးကလွယ်ကူတဲ့ဖြစ်စဉ်တရက်တော့မဟုတ်ဘူးလို့လည်းသူကဝန်ခံပြောဆိုသွားပါတယ်။ Crossy ကဗုဒ္ဓဦးနေကပထမအကြော်မှာ American အထူးတန်တမန် Steve Woodcock နဲ့ပြည်ခဲ့တဲ့စနေနေ့ကတွေ့ဆုံခဲ့တဲ့အီရန်ကိုယ်စားလှယ်အဖွဲ့ကောင်ဆောင်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi နဲ့တွေ့ဆုံခဲ့ပါတယ်။ Araghchi ကသူကနိုင်ငံတကာအနုမြူဆွေးနွေးအေဂျင်စီအကြီးအကဲနဲ့အတုံးဝင်နဲ့တွေ့ဆုံမှုရှိတယ်လို့လည်းပြောဆိုသွားပါတယ်ရှင်။ လွတ်သောမီဒီယာကိုဆက်လက်ရည်တည်ခံဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမမဝင်ပြည့်ချက်ကိုကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။